ဝင်းနေကကြာတော့မေးရဲ့ဒီဒီနေ့လေးကသူတို့ချက်ချာမေး subject ကကြာကဆောင်နာပြနေလေဖြစ်တယ်ဆိုတော့အဲဒါပေမဲ့ဒီဒီနှစ်မလို့ဆိုတာချက်ဒီနှစ်မှာလုပ်ဖို့ဟိုအရင်နှစ်တွေတည်းကမေးကစဉ်းစားထားတာဆိုတော့ဒီနှစ်ကတော့ဒါလုပ်ဖို့လုပ်ဖြစ်မဲ့နှစ်လေးဆိုတော့လေအဲဒါလေးကိုတခြားလေးစီစဉ်ပြီးတော့အဓိကတော့အဖေကအလုံးဘာဆက်ဆိုင်ရာစီစဉ်ပေးရပေါ့နော်မေးကအလုံးကနေများနေရဆိုတော့အစစအရေးအစီအစဉ်ပြီးပြီးရောကိုအမီလောက်ချင်အဲဟာလေးကို အကောင်းဆုံးကောင်ထည်ဖို့ဝင်ရတယ်ပေါ့လေကုသိုလ်ပြုဝင်ရတော့တကယ်ကိုဝမ်းသာပါတယ်တော်တော်ပြောဖို့ကောင်းပါတယ်တကယ်ကိုအလှူလှဲ့တဲ့နေ့ဆိုလို့ရှိရင်ပကံတစ်မျိုးလုံးမှာအမီလှုပ်ချင်တဲ့မြင်းလဲလေးတွေနဲ့တကယ်မြမရူရတယ်ဖြစ်တယ်တပကံမှာဆိုတော့တကယ်မြင်းလဲလေးတွေနဲ့အမှတ်တရတော်တော်ဖြစ်တယ်ဆိုတော့ဟိုလုံနေတဲ့အချိန်မှာအထက်ပေါ့နော်အခုပြီးသွားတဲ့အချိန်လေးမှာအဲတပ်ပုံလေးဗီဒီယိုလေးပြန်တက်လာရင်တကယ်ကိုဝမ်းသာအဲ့ဒီချိန်မှာမေဟာဖြူစင်မိုးဆိုတဲ့ character လေးကနေပြီးတော့ဆက်လာပါတယ် အဲ့ဒီဖြစ်စင်မိုးရဲ့ character တွေကတော့အဲ့ဒီဝိညာဉ်ပုံစံမျိုးလေးပေါ့ဟိုမျောနေပုံစံမျိုးလေးလည်းပါတယ်ဆိုတော့ तू ကသူဒီလူဘဝမှာဖြစ်ခဲ့တဲ့ဖြစ်ပျက်ကို तू သိစင်ပေါ့နော်ဒီကအကူကြီးတောင်းတဲ့သဘောမျိုးလေးတရုပ်ဆောင်ထားရဲ့ဆိုတော့ဒီကလည်းတော့ဝိညာဉ်ကောင်မလေးပုံစံမျိုးလေးပါအာဆိုတော့ အဲဒီကားကလည်းမှတ်ကြပါပဲဝိညာဉ်ပုံစံလေးကြောင့်နည်းနည်းရှားတယ်လေတရေလည်းမဟုတ်ဖဲနဲ့သူကအဲဒါ horror လေးနဲ့နည်းနည်းပါတယ်ပေါ့နော်ဒါပေမဲ့ comedy အဲ drama လေးလည်းပါအဆောင်ငန်းတွေကကိုမင်းမျက်နှာရဲ့တိစားနေပုံများပါတယ်မှတ်ကြရည်ဆိုတော့ဒီမတီးကတော့ကိုမင်းမျက်နှာကတော့ကားတိုင်းဟိုများတော့လေဟိုအမှတ်ကြတော့အများကြီးပါပဲဒီကားလေးရဲ့မှာဆိုလို့ရှိရင်ကိုနေကကိုကဒီ ပေပီးရဲ့သူတွေနဲ့ဟိုပြောလို့ရရယ်ဆိုရဲအဲလူမျိုးပေါ့နော်မိကကျတော့အလိုဝင်းညင်ဘဝနဲ့ကိုကြီးတောင်းတဲ့လူမျိုးပေါ့ပြီးတော့ပေစားကျတော့မိရဲ့ဒီလူဘဝတော့ကကောင်းလေးပေါ့အဲသူတစ္ဆာဖောက်တာကိုလည်းမိကဒီဟိုဟိုဝင်းညင်လွင့်နေတဲ့အချိန်မှာမြင်ရတယ် ဲ့အဲ့လိုသဘောတည်းပါတင်းဆိုင်နဲ့အမှတ်ကျအများကြီးပါပဲသူကတော့ကိုမောင်လေးလိုဖြစ်နေရဆိုတော့ချစ်သူကန်တေးကိုဆောင်တော့တာမောင်နှမနေရာကတော့တတ်နိုင်ဆုံးကောင်းဆုံးဖြစ်အောင်တော့တတ်နိုင်မျိုးလေးနဲ့တော့ကြိုးဆောင်ထားပါတယ်နေချင်းကိုကိုနေပါတော့အမှတ်ကျရှိနေတာခမင်းနဲ့ကကားမရတော့လေကိုအကုန်လုံးတော့အမှတ်ကျရအများကြီးပါပဲဒီကားနေရမှာဆိုလဲဒီကြရနေရမှာတော့ကောင်းဆုံးပေါ့အဲ့လိုဒီကြိုးဆောင်ထားပါတယ်ဆုံလေးအများကြီးဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကားနေအများကြီးဟုတ်အပြစ်မှာရင်းနှီးမှုကဘယ်လိုလဲရှိနေအဲရင်းနှီးပါတယ်အကို ားကျတော့ကိုလည်းအေးအေးဆေးဆေးပဲပြီးတော့တကယ်အဲ့ဒီလောက်တဲ့အချိန်မှာအဲလိုပြောပြပေးရမျိုးလေးရှိရဲဆိုတော့ပြောပြရှင်းရှင်းမှာပဲအမှတ်ကြီးဟာတော့ဟုတ်ကဲ့ရှူပြအားလုံးရှင်းတိတော့တွေပါတော့ဆော့ကြလေးပြီအဲ့ဒီတော့တိတ်မဆော့ပြီအခုနောက်ပိုင်းမှလည်းနည်းနည်းဆော့ပြတာဆိုတော့အခုနောက်ပိုင်းတော့တိတော့လေးဆော့ပြီးလို့ရှင်ဝါဒနာပါလာတယ်လို့ပဲအဲ့လိုလေးတော့ရှိရဲဒါပေမဲ့ဟို အာရန်တော့ဆော့တက်လာတော့မဟုတ်ဘူးဒါပေမဲ့ဝါဒနာတော့ပါလာတယ်အဲမွေးနေ့ကကျတော့မေးရဲ့ဒီဒီနေ့လေးကသူတစ်ချာမေးဆက်တစ်ကကျတော့ကဆုံနာပြနေလေဖြစ်တယ်ဆိုတော့အာဒါပေမဲ့ဒီဒီနှစ်မလို့ဆိုတာချက်ဒီနှစ်မှာလောက်ဖို့ဟိုးအရင်နှစ်တွေတည်းကမေးကစဉ်းစားထားတာဆိုတော့ဒီနှစ်ကတော့လောက်ကိုလောက်ဖြစ်မဲ့နှစ်လေးဆိုတော့လေအာဒါလေးကိုတစ်ချာလေးစီစဉ်ပြီးတော့အဓိကတော့အဖေကအလုံးဟိုဆက်ဆက်ရာစီစဉ်ပေးရပါတော့เนาะမေးကအလုံးကလည်းများနေရဆိုတော့အဆက်ဆက်ရာစီစဉ်ပေးပြီးတော့ကိုအမေ ီလှုပ်ချင်တဲ့ဟာလေးကိုအကောင်းဆုံးအကောင်းဖြစ်ဖို့ဝင်ရတယ်ပေါ့လေကုသပြုဝင်ရတော့တကယ်ကိုဝမ်းသာပါတယ်ပစင်းပတ်တပါအဲမောင်ရင်နှောင်း32ပါပါဟုတ်ကဲ့ဟုတ်ပါဘူးဘယ်တပါဆိုတာကဒီရရချင်းနေမဟုတ်ပါဘူးမိအသက်ကဒီနှစ်ကရော30ပြည့်တာဆိုတော့လေထိပ်စီတောင်းနေပြောင်းနေနှစ်လေးဆိုတော့ပြီးဟုံးရင်တွေကဒီအသက်ရွယ်ရောက်လို့ရှိရင်ဒီလိုမျိုးလေးလုပ်မယ်ဆိုတာဟိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာရစဉ်းစားထားတာဆိုတော့ငငယ်လေးတည်း အိမ်မက်ပေါ့နော်ဆိုတော့ဒီနှစ်မှာအဒရီလောက်ဖြစ်တာပေါ့ဟုတ်တာကိုချွေးနေစာလေးနဲ့လူခဲ့တော့ပြီးပြီးဒီလိုပါအဲပြီးဒီအရန်ဖြစ်ပါတယ်အရန်ကိုကိုတက်နိုင်တဲ့အဒီကုတူပေါ့နော်ကိုလောက်ချင်တဲ့အရာလေးကိုလောက်ခွင့်ရတာဆိုတော့အရန်ကိုဝမ်းသာအဲ့တော့ဟိုပါပေါ့ဘယ်လောက်တုံးခဲ့လဲအဲ့လိုမျိုးဆိုတာချက်အဲ့လိုမျိုးတော့တွက်ထားတော့မရှိဘူးဒါအလှဆိုတော့ အဲ့ဒါအဲ့လိုမျိုးတော့မရှိပါဘူး။နေရတာမဟုတ်ဘူး။ဟုတ်တယ်နေရပါဘူး။ဘုတ်ကွယ်တာကျွေးကိုမွေးရတယ်။ဟုတ်ကဲ့ဟုတ်ကဲ့။ဒါအမြင်နာကြည့်ရတယ်။မင်းရဲ့ပီတိတွေကျုံနေတယ်လေးစားနေတာ။ဟုတ်ပြီပါ။အဲတော်ပြောဖို့ကောင်းပါတယ်။တကယ်ကိုအလူလှဲတဲ့နေဆိုလို့ရှိရင်ပကံတစ်မျိုးလုံးမှာအမီလောက်ချင်တဲ့မြင်းလဲလေးတွေနဲ့တကယ်မြမရိုးရတယ်ဖြစ်တယ်။ဒါပကံမှာဆိုတော့တကယ်မြင်းလဲလေးတွေနဲ့အမှတ်ကျတတော်ဖြစ်တယ်ဆိုတော့ဟိုလုံနေတဲ့အချိန်မှာအထက်ပေါ်တော့အခုပြီးသွားတဲ့အချိန်လေးမှာ အဲဓာတ်ပုံလေးဗီဒီယိုလေးပြန်တက်လာရင်တကယ်ဟိုဝမ်းသာခုပုံစံဆိုတာထဲအမော်နော်ဟိုကိုယ့်ရဲ့တစ်နှစ်တစ်နှစ်အတွင်းမှာပြောင်းလဲသွားတဲ့ experience ကများတယ်လေနော်တစ်နှစ်အတွင်းမှာကိုဖြစ်ချင်တဲ့အရာတွေဖြစ်တယ်လို့မဖြစ်ချင်တဲ့အရာတွေလည်းဖြစ်ခဲ့တာပဲဆိုတော့ဘာဖြစ်ဖြစ်ဒါတွေကိုမိကတင်ငန်းစာယူတယ်ယူပြီးတော့ရှေ့မှာဟိုအသက်ကြီးလိုက်ချိန်မှာတစ်နှစ်တစ်နှစ်ဘာပြုပြောင်းလဲရမလဲလူတွေပုံမှန်ဘယ်လိုဆက်ဆံရမလဲဘယ်လိုကောင်းအောင်နေထိုင်ရမလဲဆိုတာနားလည်လာတယ်ပေါ့အရင်တော့ဆိုလို့ရှိရင်တော့ ဟိုကိုယ့်ဘဝထက်တနာပုံများတယ်ဒါပေမဲ့ဒီနှစ်ပိုင်းဒီမှာတည့်ရချင်းစီမှာလို့ပျော်ရွှင်စရာမရှိအောင်တသေးလေးပျော်ရွှင်စရာလို့တွေးပြီးတော့ဖြတ်တန်းနေဆိုတော့ဘရမမီအခုနောက်ပိုင်းစိတ်ငြိမ်စရာတိတ်မရှိတော့ဘဲနဲ့ပျော်လာဒီနှစ်တည့်ရတည့်ရချင်းရှိအဲ့လိုမှမရှိသေးပါဘူးအဲအလုပ်ကိုတော့အရင်စူးစမ်းနေပေါ့ဒါတော့အစင်းတော့စဉ်းစားနေပါတယ်အဲ့လိုမျိုးပေါ့ဟုတ်ကဲ့30ရက်မှာကိုယ့်ရဲ့အဲ့လိုမျိုးအိမ်မက်တွေဆိုတော့အကောင့်ထဲခေါ်လိုက်နေတယ်နော်ဒါပြုတ်ဆောင်မှာမလို့ကိုယ့်ရဲ့စီးပွားရေးဘက်မှာဆိုတော့ကိုယ့်ဘက်ကထည့်ထည့်တယ်ဆိုတော့ဟုတ်ကဲ့ဟုတ်ဟုတ် ဘယ်လိုကိုယ့်ရဲ့ကိုယ်လေးတော့ပြည့်ပြီလားဘယ်လိုလဲဆိုတော့အင်းပြည့်တယ်ဆိုတာကြက်ဆက်သွားအောင်ပါပေါ့နော်ဒီအသက်ရွယ်ထဲကလူတွေဆိုတာအသက်ကြီးလာဖို့ပဲရှိတာဆိုတော့အဲနောက်ထပ်အသက်ရွယ်မှာနောက်ထပ်ဖြစ်ချင်တဲ့ကိုယ်လေးတွေအများကြီးရှိသေးတယ်ပြီးတော့အဲနောက်ဟိုသားတော့ဒါအလုပ်ကျိုးစားတဲ့အချိန်ပေါ့နော်အဲကြီးလာတဲ့အချိန်မှာလည်းကိုယ်ချစ်တဲ့သူရှိနိုင်လေချစ်တဲ့သူနဲ့တူလေးစိတ်နေနိုင်ဖို့လေဒါ main key ဆိုပေမဲ့ကိုယ့်ဘက်ကလည်းစူးစမ်းရပြီးတော့ဒါမိသားစုအတွက်ရောပြီးတော့မိရကျတော့အဲ့လို ခီးထွက်ရကြိုက်တယ်ဆိုတော့နောက်ပိုင်းကျရင်အလုပ်လဲလုပ်ပြီးတော့ခီးလဲထွက်ချင်တယ်။စကန်မှာပဲခြေကြောက်မှာဖြစ်နေအဲဘကန်တော့ဒါအလုံးလုပ်ငန်းဆိုတော့အများကြီးသွားပြတဲ့နေရာပေါ့နောက်တခြားအဲ့လိုမျိုးဟိုနေရာကြီးသွားချင်တာပေါ့အဲ့လိုကိုမရောက်ဘူးသေးရဲ့နိုင်ငံတွေမြို့တွေပေါ့နော်ကျွန်တော်ဟုတ်ကဲ့အမေတို့ရဲ့ 2G လေးချုံနဲ့ဆင်မစ်လေးအဲ့ရုပ်ရှင်